သရာနဲ့ပတ်သက်ပြီးတော့ဘောဓုတမှတ်เสียရတယ်။မြတ်စွာဘုရားကသရာနဲ့ပတ်သက်ပြီးတော့ဟောထားတာလည်းရှိသေးတယ်။တတ္တာဆိုတာတဲ့မျိုးစီနဲ့အလားတရာတူတယ်။တတ္တာဖိစံသရာဟာမျိုးစီပဲ။မျိုးစီဆိုတာဘာအတွက်မျိုးစီလဲဆိုတော့မက်တိဖို့သည် မပန်းဖို့ပန်းပွင့်ဖို့အတွက်မျိုးစိတ်လို့ဒီလိုပြောလို့ရပါတော့။အတိညာဏ်တွေပွင့်လန်းဖို့အတွက်သရဟာမျိုးစိတ်။ပဂတိမျိုးစိတ်ဟာအလုံးနှစ်ခုလုံးတယ်။တိချာစဉ်းစားကြည့်မယ်ဆိုရင်ဒီမျိုးစိတ်တစ်ခုတရက်စီကလေးတစ်ခုဟာအလုံးနှစ်ခုလုံးတယ်တဲ့။ဘာအလုံးလုံးတယ်လဲဆိုတာကိုကြည့်။တရက်စီလေးကိုမြေထဲချပြီးတော့စိုက်လိုက်လို့ရှိရင် အောက်မှာအမြစ်ကလေးဆင်းလာတယ်အပေါ်ကိုအမြောက်ထွက်လာတယ်ဟောဒီနှစ်ခုလောက်တယ်သူကအမြစ်ဆင်းတာလည်းပဲဟောဒီမျိုးစေ့ကဆင်းအမြောက်လေးအပေါ်တက်လာတာလည်းမျိုးစေ့ကပဲတရားစေ့ကပဲဖြစ်တယ်အလုံးနှစ်ခုလမ်းနှစ်တွယ်နဲ့ထွက်ပေါ်လာတယ်လို့ဒီလိုပြောအဲ့တော့သရာဆိုတဲ့မျိုးစေ့ရှိတဲ့ပုဂ္ဂိုလ်ကလည်းအလုံးနှစ်ခုလောက်လာဘာအလုံးလဲလို့ဆိုရင် ခုချင်းတီလာဆိုတဲ့ကုသတရားတွေရဲ့အမြင့်လို့ဆိုတဲ့တီလာနဲ့ပြည့်စုံလာတယ်ဒါအမြင့်သက်ဆင်းခြင်းပဲသမထဝိပဿနာဘာဝနာကျင့်စဉ်ကိုအားထုတ်လာတာဒါကအညော့အညောက်တက်ခြင်းပဲဟောတရားရှိလာပြီဆိုရင်တီလာဆိုတဲ့အခြေခံအမြင့်ကိုလည်းပြည့်စုံအောင်ဖြစ်ပေါ်စေတယ်သမထဝိပဿနာဆိုတဲ့အညော့အညောက်ကိုလည်းပေါ်ပေါက်လာစေတယ်။ဒါတရာရဲ့ မြတ်စွာဘုရားကတင်စားပြီးတော့ဟောထားတယ်။တရာရဲ့စွမ်းအားတစ်ခုပဲပေါ့။